မင်္ဂလာပါကျွန်တော်ရဲ့ YouTube channel နဲ့ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့အောက်ခိုင်းမြင့်ပါကျွန်တော်ကတော့ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok channel တွေကနေပြီးတော့အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဓာတ်တွေကိုမြှောက်ပေးနေဖြစ်ပါတယ်ကျွန်တော်ခုဒီဗီဒီယိုမှာမြှောက်ပေးမှာကတော့ relative clauses တဲ့အကြောင်းကိုကျွန်တော်မြှောက်ပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်နဲ့တူတူစပြီးတော့လေ့လာကြည့်ရအောင် Are you ready Let's go relative clause give more information about someone or something နော် relative clause တွေက about someone တစ်စုံတစ်ယောက်အကြောင်းဒါမှမဟုတ်ရင် about something တစ်စုံတစ်ခုအကြောင်းကိုကျွန်တော်တို့က information တွေပို့ပြီးတော့ပေးပါတယ်တဲ့အဲ့ဒါဆိုကျွန်တော်တို့ဥပမာစာချုပ်တွေကိုလေ့လာကြည့်ရအောင်နော် the girl found my lost wallet the girl found my lost wallet ကောင်မလေးတယောက်ကကျွန်တော်ပြောက်သွားတဲ့ပိုက်ဆံရိတ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်တဲ့ she returned it to me သူမကျွန်တော်ကို ပြန်ပေးခဲ့တယ်တဲ့ကျွန်တော်ဒီစာချုပ်အကြောင်းကိုကျွန်တော်တို့ relative clause ကိုသုံးပြီးတော့ပြန်ဆက်လို့ရပါတယ် The girl who found my lost wallet returned it to me ကျွန်တော်ပျောက်သွားတဲ့ပိုက်ဆံရေးကိုတွေ့တဲ့ကောင်မလေးကကျွန်တော်ကိုပြန်ပေးခဲ့ပါတယ်တဲ့ဒီစာချုပ်မှာဆိုရင် who found my wallet ကကျွန်တော်တို့ relative clause ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကရှေ့ကကောင်မလေးကိုအထူးပြုထားတဲ့အတွက် ရှေ့ကောင်မလေးကိုအထူးပြုတာအတွက်ဒီကောင်မလေးကဘလိုကောင်မလေးဖြစ်တယ်ဆိုတာကိုအထူးပြုတာအတွက်ဒီရာကို relative color ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ချက်ကိုထပ်ကြည့်ကြရအောင်နော် we watched a movie last night ကျွန်တော်တို့ကမနေ့ညကရုပ်ရှင်စကားကိုကြည့်ခဲ့တယ် the movie was really interesting ရုပ်ရှင်စကားကအရင်စိတ်ဝင်စားဖို့ကောင်းကွယ်ကျွန်တော်တို့ဒီစာကြောင်းတစ်ချက်ကိုလည်းကျွန်တော်တို့ relative color ကိုသုံးပြီးတော့ဆက်လို့ရပါတယ်နော် we watched a movie last night that was really interesting မင်းညကကြည့်ခဲ့တဲ့ရုပ်ရှင်စကားကအရင်စိတ်ဝင်စားဖို့ကောင်းကွယ်တယ်ကျွန်တော် discuss မှာဆိုရင် relative clause ကဘာလဲဆိုရင် that was really interesting အရင်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကကျွန်တော် relative clause ဖြစ်ပါတယ်အဲ့ဒါကဘာလို့ relative clause ဖြစ်တာလဲဆိုရင်ကျွန်တော်တို့မင်းညကကြည့်ခဲ့တဲ့ movie a movie last night မင်းညကကြည့်ခဲ့တဲ့ဆိုတဲ့ movie ကိုရုပ်ရှင်စကားကိုဖြစ်ပြတာအတွက်အဲ့ဒါက relative clause ဖြစ်ပါတယ်နော် relative clause တွေကိုထပ်ပြီးတော့ခွဲခြားစစ်တင်မှာဆိုရင် definite clause နဲ့ non definite clause ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ကျွန်တော်တို့ definite clause တွေကဘာလဲဆိုရင်ကျွန်တော်တို့လိုအပ်တဲ့အချက်လက်တွေကိုပို့ပြီးတော့ပေးပါတယ်ကျွန်တော်တို့ non definite clause တွေကဘာလဲဆိုရင်မလိုအပ်တဲ့အချက်လက်တွေကိုပေးပါတယ်ဆလိုတာကတော့ကျွန်တော်တို့ definite clause ဆိုတော့စာရတစ်ယောက်ရဲ့လိုအပ်တဲ့အချက်လက်တွေစာကြောင်တစ်ယောက်မှာမပါမဖြစ်အချက်လက်တွေကိုပဲပြောပြရဖြစ်ပါတယ် ကျွန်တော်တို့ non defining clause တွေကတော့စာချုပ်အကြောင်းပါမလိုအပ်တဲ့ချက်လက်တွေအဲ့ဒီ clause တွေမှာပါလဲအတိအပယ်ပြောင်းလို့မရှိတဲ့အပိုးစာသားတွေကိုထည့်ပြီးတော့ပြောတဲ့ clause တွေပဲဖြစ်ပါတယ်ဘယ်လိုပါလဲဆိုတော့ကျွန်တော်တို့ဥပမာတွေနဲ့ဆက်ပြီးလေ့လာကြည့်အောင်နော် my brother who live in china is visiting for christmas china မှာနေတဲ့ကျွန်တော်ရဲ့ညီက christmas အတွက်အလဲသွားနေပါတယ်တဲ့ကျွန်တော်တို့ဒီစာချုပ်မှာဆိုရင် who live in china က non defining clause ပြောတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဆက်ကြောင်းမှာဒီ who live in china မှာပါလဲဒီဆက်ကြောင်းရဲ့အဓိပ္ပာယ်ကပြည့်စုံနေပါလဲကျွန်တော်တို့ my brother is visiting for christmas ဆိုရင်လေကျွန်တော်တို့ဒီဆက်ကြောင်းရဲ့အဓိပ္ပာယ်ပြည့်စုံပါတယ်အဲ့ဒီလိုကျွန်တော်တို့မလိုအပ်တဲ့စာသားတွေမလိုအပ်တဲ့အချက်လက်တွေကိုထည့်ပြီးတော့ပြောထားတဲ့ဟာကိုတို့ non defining clause လို့ဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ non defining clause တွေကိုရေးခြင်း comma တွေကိုခံပြီးရေးရပါတယ် အဲ့ဒါကြောင့်မို့ကျွန်တော်တို့ comma တွေကိုတွေ့မယ်ဆိုရင် d ဟာက non defining clause ဖြစ်တယ်ဆိုတာကိုမှတ်ထားပါမယ်။ဒီနေရာတွေကတော့ဒါအရေးမှာဒါအသုံးဝင်တဲ့အရေးမှာဒါအသုံးဝင်တဲ့ significant တွေဖြစ်ပါတယ်။အဲ့ဒါတွေကိုတော့တိကျမှတ်ထားသိကြပါရနော်။ပြီးတော့နောက်တစ်ကြောင်းကိုထပ်လေ့လာကြည့်အောင်။ Here are the students who still need to finish their test. ဒီအရတော့ចောင်းသားတွေဖြစ်ပါတယ်။ဒါသူတို့ရဲ့စာမှုပွဲကိုပြုဖို့ရလိုအပ်တဲ့ចောင်းသားတွေဖြစ်ပါတယ်။ကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ ဒီ who still need to finish their task ကဘာလို့လဲဆိုရင်ကျွန်တော်တို့ defining clause ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ this clause ကိုဖြုတ်ပြီးဘာသာပြန်မယ်ဆိုရင်ကျွန်တော်တို့ကအတိတ်ပဲမရှိဘူးဖြစ်သွားပါမယ်အတိတ်ပဲကကျွန်တော်တို့ဘယ်ចောင်းသားကိုပြောရလဲဘာကိုပြောရလဲမသိဘူးဖြစ်သွားပါမယ်အဲ့ဒါကြောင့်မလို့ဒီ who still need to finish their task ကတော့ကျွန်တော်တို့ defining clause ဖြစ်ပါတယ်ကျွန် who still need to finish their task ကိုကျွန်တော်တို့ဖြုတ်ပြီးမှဆိုရင် here are the students ဒီမှာចောင်းသားတွေဖြစ်ပါတယ်ကျွန်တော်ဒီចောင်းသားတွေကဘာចောင်းသားတွေမှမသိဘူးဘာလို့သက်ចောင်းသားတွေလဲအိမ်နေတဲ့ចောင်းသားတွေလားကနေတဲ့ចောင်းသားတွေလားဟိုစာကျိုးသားတွေចောင်းသားတွေလားတို့ဘာចောင်းသားတွေမှမသိဘူးအဲ့ဒီလို host they need to finish their test ဆိုရယ်စာကြောင်းကိုသုံးပြောတဲ့ခါမှာ तू ကဘာလို့ចောင်းသားတွေဆိုတာကိုကိုယ်ပြပြသိသွားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ host they need to finish their test ကတော့ defining clause ဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ခုဒီပြောမျှဝေပေးချင်တာကတော့ဒီလောက်ပါပဲဒီပြောကိုကြည့်ရှုကြအပြင် defining clause ကဘာလဲ non defining clause ကဘာလဲဆိုတာကိုသိရှိနားလည်သွားမယ်လို့ပြောလင့်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့တဲ့ဆိုရင်အကောက်ကောင်ပါ like လေးကပါဒီလိုဗီဒီယိုမျိုးတွေကိုဆက်ပြီးတော့မျှဝေတဲ့ကြည့်နေဆိုရင်အကောက်ကောင်ပါ yes လေးကပါ so see you in the next video bye bye